အားလုံးပဲမင်္ဂလာပါချင်းမဲရှိတော့ယင်ဒီနေ့ဗီဒီယိုမှာတော့ကိုယ်ပွန်ဆောင်ချိန်မှာကလေးတွေအတွက်အာဟာရဖြစ်မဖြစ်ဆိုတာမိခင်စားရမယ့်အပေါ်မူတည်နေပါတယ်။ဒါကြောင့်မို့ကိုယ်ပွန်ဆောင်မိခင်လောင်းများအနေနဲ့အတီးအနံများဟင်းဒီဟင်းရွက်များအပါအဝင် အာဟာရများသာအောင်ရွေးချယ်စားသုံးနိုင်ဖို့အရေးကြီးပါတယ်။အာဟာရပြည့်ဝတဲ့အစားအသောက်တွေစားသုံးပြီးအသင့်စားအစားအစာတွေကိုတိုက်နံတဲ့လျှောင်ရှားဖို့လိုအပ်ပါတယ်။များသောအားဖြင့်ကိုယ်ဝန်ရှိချိန်မှာ အသင့်စားတည်းစားတွေစားသုံးတတ်ကြတာများပါတယ်။ ဒါဟာကျမ်းမာရေးအတွက်မကောင်းတဲ့အမှုအကျင့်ဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ကိုဝန်ဆောင်ချိန်မှာစားတင်တဲ့အတိအနံများအကြောင်းလေးကိုဝေမျှပေးချင်ပါတယ်ခင်ဗျာအတိအနံများဟာအာဟာရပြည့်ဝစွာပါဝင်တာများပါတယ်ကိုဝန်ဆောင်ကာလမှာလုံလောက်အောင်စားရင်ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဗီတာမင်တတုတ္တနဲ့အမြင်ဓာတ်တွေရရှိမှာဖြစ်ပါတယ်ဒါ့အပြင်ကိုဝန်ဆောင်ကာလမှာကြုံရတတ်တဲ့ဝမ်းချုပ်ခြင်းကိုလည်းတတ်တာစီပါတယ် ယခုဆက်လက်ဖော်ပြမှာကတော့ကိုဝန်ဆောင်ချင်းမှာစားသုံးပေးတင်တဲ့အတီးအနံများအကြောင်းပဲဖြစ်ပါတယ်။နံပါတ်1ဒိမော်ဒီဒိမော်ဒီဟာတင့်ကိုရေတက်ပြေးဝနေအောင်ကူညီပေးနိုင်ပါတယ်။ဖောလိတ်လည်းကောင်းစွာပြေးဝပါတယ်။ဖောလိတ်ဟာဗီတာမင် B တစ်မျိုးဖြစ်ပြီးမွေးလာမဲ့ကလေးတွေမှာအုန်းနောက်နဲ့အာရုံကြောတွေကိုချိုးယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ဒိမော်ဒီမှာဗီတာမင် C ကျွဲဝပါတယ်။ ဗီတာမင်စီဟာတတ်တို့ဆန့်ကျင်ပစ္စည်းဖြစ်ပြီးဆဲတွေမပြတ်စေရအောင်ကာကွယ်ပေးပါတယ်။တန်တက်ကိုဆုပ်ယူရမှာလဲအထောက်အကူပြုပါတယ်။နံပါတ်2တရက်ဒီတရက်ဒီဟာလည်းဗီတာမင်စီကျွဲဝပါတယ်။တရက်ဒီတစ်ခွက်စာမှာတစ်နေ့တာလိုအပ်တဲ့ဗီတာမင်စီရဲ့တဝက်လောက်ပါဝင်ပါတယ်။တရက်ဒီမှာဗီတာမင် A လည်းကျွဲဝပါတယ်။ ဝဲခါစားမှာဗီတာမင် A ချို့တဲ့ရင်ကိုခံစွမ်းအားနည်းပြီးဝမ်းပြည့်လွယ်ခြင်းအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်တရက်တိဟာကိုဝန်ဆောင်ချိန်မှာစားသုံးနေတဲ့အတီးအနံတစ်မျိုးဖြစ်ပါတယ်။နံပါတ်3ထောပတ်တီထောပတ်တီမှာ ဖောလိတ်ဓာတ်ဟာတခြားအတီးတွေထက် ပိုမိုပါဝင်ပါတယ်။ဒါအပြင် ဗီတာမင် C ဗီတာမင် B ဗီတာမင် K အမြင်ဓာတ်ခိုးလင်း မဂနီဆီယမ်ပိုတက်ဆီယမ်စတာတွေလည်းများစွာကျွဲဝပါတယ်။တန်တက်လည်းကျွဲဝပါတယ်။ပိုတက်ဆီယမ်နဲ့မဂနီဆီယမ်ကျွဲဝတဲ့အတွက်ကိုဝင်ဆောင်ကာလမှာဖြစ်တတ်တဲ့ပြုတ်အန်ချင်းကိုတက်တာစေပါတယ်။ပိုတက်ဆီယမ်ဟာခြေထောက်ကြွက်သားများကြွက်တက်ချင်းကိုတက်တာစေပါတယ်။ခိုးလင်းဟာကလေးရဲ့အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးကြီးထွားမှုအတွက်အရေးကြီးပါတယ်။ခိုးလင်းတဲ့ချိုးတဲ့ရင်အာယုံကျွဲဖွဲ့စည်းဖြစ်ပေါ်ရာမှာချိုးယွင်းပြီးတတက်တာမှညံချိုးယွင်းသွားနိုင်ပါတယ်။ နံပါတ်၄တံပရာတိတံပရာရေတောက်ချင်းတံပရာတိအနှံ့ရှူချင်းစတာတွေဟာကိုဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ပြို့အန်ချင်းကိုတတ်တာစီပါလေတံပရာတိမှာ ဗီတာမင်စီနဲ့ကျွေးပါပြီးကိုခန်းစွမ်းအားကို မြင့်တက်စေနိုင်ပါတယ်ဝမ်းချုပ်ချင်းကိုတတ်တာစီပါလေဒါပေမဲ့သွားများရဲ့အပေါ်ယံကျွေးလွားတွေကိုတိုက်စားနိုင်တဲ့အတွက်စားသုံးပြီးရင်တော့ပလုတ်ချင်းတင်ပါတယ်နံပါတ်၅အနေနဲ့ကတော့ငပြောတီးဖြစ်ပါတယ် ငါပြောဒီမှာပိုတက်ဆီယမ်ကျွဲဝပါတယ်ဗီတာမင် B6 ဗီတာမင် C နဲ့အမြင်သက်ကျွဲဝပါတယ်ငါပြောဒီမှာ ပါဝင်တဲ့အမြင်သက်ဟာဝမ်းချုပ်ခြင်းကိုတတ်တာစေပါတယ်ဗီတာမင် B6 ဟာကိုဝင်ဆောင်ကာလအစောပိုင်းမှာဖြစ်တတ်တဲ့ပြုတ်အန်ချင်စိတ်တွေကိုတတ်တာစေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုလေးဟာတဝက်ရောက်ရှိလာပါပြီ။ဒီဗီဒီယိုလေးဟာမရှိရတို့အတွက်ဘ ഹു ဒုဏတွေပေးဆောင်နိုင်နိုင်မယ်လို့ယုံကြည်မိပါတယ်။ဒါကြောင့် ီ channel လေးဟာကျမ်းမာရေးဆိုင်ရာအသည့်ပညာလေးတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတာမို့ video တွေတင်တိုင်းသိရှိနိုင်အောင် ကျွန်တော်ရဲ့ Happy Handy Vibe channel လေးကို like share and subscribe လုပ်ပြီး video တွေတင်တိုင်းသိရှိနိုင်အောင်ဘေးကနိုဒီဘက်ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ number 6 Peridy Peridy မှာ carbohydrate vitamin C အမြင့်ဓာတ်နဲ့ folate ဓာတ်ကျွဲပါပါတယ်အပင်များမှာပဲရရှိနိုင်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ flower noise နဲ့ endo cyanide ကျွဲဝပါတယ်အကယ်၍စီးချိုတာမရှိဘူးဆိုရင် carbohydrate ဟာကိုယ်ဝန်ဆောင်ကာလမှာကယ်လိုရီကောင်းကောင်းရဖို့အထောက်အကူပြုမှာဖြစ်ပါတယ် berry tea ကနေရတဲ့ carbohydrate ဓာတ်ကိုတိုးနှက်မှုကိတ်မှု cookie စတာတွေကနေရရှိတဲ့အစင်စင်ပြုပြင်ထားတဲ့ carbohydrate များထက်ပိုမိုစားသောက်ဖို့အရေးကြီးပါတယ်နောက်ဆုံးအဒီရနံကတော့ bandy ပဲဖြစ်ပါတယ် ပန်းတီးမှာ အမြင်သက်အပြင်ဗီတာမင် A, ဗီတာမင် C နဲ့ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာပန်းတီးကိုပုံမှန်စားသုံးပေးခြင်းဟာအစာချေစနစ်ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။အတီးတော်များများကိုကိုယ်ဝန်ဆောင်ချိန်မှာစားပေးနိုင်ပါတယ်။တရက်ကို အတီးတရုပ်ပကံလုံးတလုံးနှလုံးစာလောက်စားနိုင်ပါတယ်။တမျိုးတည်းကိုအများကြီးစားတာထက်အယောင်ဆုံးအမျိုးစုံစားပေးပါ။စီးချိုရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးတင်ပါတယ်။